Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ကဇန်နဝါရီအပြောင်းရွှေ့နဲ့ပတ်သက်လို့လက်ရှိဆိုလို့ရှင်တောက်လျှောက်ဆိုသလိုသတင်းတွေထွက်လာနေပြီပေါ့နော်။ဒါကျွန်တော်နိုဝင်ဘာလကိုရောက်လာသလိုအသင်းကလည်းကွင်းလင်လိုအပ်ချက်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် တိုက်စစ်မှာဘင်ဂျမင်ရှက်ကူရူပါလို injury ပြဿနာကြုံသွားတာလေးနဲ့လည်းအသက်ဆိုင်နေတယ်ဆိုတော့အပြောင်းရွှေ့မှာတောက်လျှောက်သူတို့တင်းနေကျွန်တော်ထွက်လာပြီပေါ့နော်အဲဒီလိုမျိုးနဲ့ကျွန်တော်ကွင်းလယ်မှာဆိုလို့ရှိရင် Manchester United ကနေပြီးတော့စိတ်ဝင်စားပြစ်မှတ်ထားနေတဲ့ option တွေကျွန်တော်ရှိလာတယ်ဒီထဲမှာကျွန်တော် Daily Mail ကနေပြီးတော့ report လုပ်ထားတဲ့ examiner တွေကျွန်တော်ရှိတဲ့တင်းနေရှိတယ်ပေါ့နော် Manchester United ရဲ့ကွင်းလယ်ပြစ်မှတ်တွေထဲမှာဆိုရင် လက်ရှိယုံကင်နေရတဲ့ဥပါဒံတန်အသင်းရဲ့ကွင်းလေကစားမဖြစ်သူပေါ့နော်ဂျောင်ဂူမက်စ်ကလည်းပါဝင်နေပြီးတော့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကဒီကစားမဖြစ်သူအတွက်စောင့်ကြည့်မှုတွေပြုလုပ်နေတယ်ပေါ့နော်ဟိုဇန်နဝါရီပြောင်းရွှေ့မှာကွင်းလေနေရအတွက်ကို United အနေနဲ့အပြောင်းရွှေ့တကယ်အကောင်းကောင်းလုပ်နိုင်ဖို့ရှိပြီးတော့ Atletico Madrid အသင်းရဲ့ Chelsea ကွင်းလေကစားမဟောင်းဖြစ်သူ Corner Galen ဟာကိုအငှားအပါဝင်ຫນွေအာဒီပြောင်းရွှေ့မှာအပြည့်သက် 45တန်ပေါင်45တန်နဲ့ဗောနော်ဝယ်ယူခွင့်မျိုးနဲ့လဲချင်းကက်လာနိုင်ပြီးရှိတယ်ဆိုပြီးတော့ကျွန်တော်ဖော်ပြလာတယ်ဆိုတော့ United အနေနဲ့ပြီးခဲ့တဲ့နေ့တွေကလည်းကျွန်တော်ပြင်တဲ့ဘယ်လိုပြောမလဲဒီဟိုအကွင်းလင်နဲ့ပတ်သက်လို့ကတောက်လျှောက်ကျွန်တော်တရင်နေထွက်တယ်ဗောနော်ဒီထဲမှာကျွန်တော်ဒါနာမည်ကြီးတဲ့ကစားမတွေနဲ့ပတ်သက်ပြီးတော့လောဒါခဏတိုင်းပြောနေကြ report တွေလည်းခဏတိုင်းထွက်နေကြဗောလေဆိုတော့ Wuhan တန်တဲ့အကွင်းလင်ကစားမဂျောက်ဂူမက်ညီကတို့ဘယ်လိုမြင်ကြလဲ ဥပဟန်တန်ပွဲတွေကိုဒါကြည်ကြတဲ့ညီကိုတွေဆိုလို့ရှိရင်သတိထားမိလိမ့်မယ်ထင်တယ်။ကွင်းလယ်မှာဆိုလို့ရှိရင်တို့အမြဲတမ်းသုံးတဲ့ကစားမနှစ်ယောက်ရှိတယ်ပေါ့နော်။ဂျောင်ဂူမက်စ်ရဲ့အန်ဒရီရဲ့ဆိုပြီးတော့ကျွန်တော်ရှိတယ်။ဆိုတော့ဂျောင်ဂူမက်စ်ကနံပါတ်၈ကိုဝိတ်တာထင်ပါတယ်နော်။ပြီးလို့ရှိရင်အန်ဒရီကနံပါတ်၇နံပါတ်၇လားမသိဘူးသူဝိတ်တာ။ဆိုတော့အဲ့ဒီထဲမှာကျွန်တော်ဂျောင်ဂူမက်စ်ကဘယ်လိုပြောမလဲတော်တော်ကို press resistant ဖြစ်တဲ့ကစားသမားမျိုးလို့ကျွန်တော်ပြောရမယ်ပြောချင်တာကအလွယ်တကူဘောလုံးမပြတ်ဘူးသူကစားတာကဘယ်လိုလဲဆိုတော့ သူစီကိုဘောလုံးရပြီဆိုလို့ရှိရင်သူက passing ကလည်းကောင်းနေပြဒါ long ball တွေဘာတွေမဟုတ်ဖ ೇನೆ ပေါ့နော် position keep လုပ်ချင်တဲ့အခြေအနေမျိုးမှာဆိုရင်အာထပ်ပါတော့ကျွန်တော်တို့ကဘောလုံးပိုင်ဆိုင်မှုကိုကျွန်တော်တို့ပြီးဥစားပြီးပြီးတော့သွားခြင်းနဲ့ကွင်းလေကိုထိန်းခြင်းနဲ့ဆိုရင်ဒီကစားမကဘောလုံးကို short pass လေးတွေနဲ့အတူအဲခန်းစစ်ကစားမတွေဒီစီကနေပြီးတော့လေဘောလုံးတွေလက်ခံနိုင်စွမ်းရှိတယ်ဒါအပြင်ကျွန်တော်တို့ဘောလုံးနဲ့အတူလဲဆွဲပြေးနိုင်စွမ်းသူကရှိတယ်ဆိုတော့ဒါအပြင် physical ကိုသူကောင်းကောင်းအသုံးချပြီးတော့ကစားတဲ့ကစားသမား ပြီးအတိုင်းအတာတစ်ခုကြီးလည်းကွင်းလင်ကစားမတစ်ယောက်တွေလည်းမြန်နှုံမြင့်နေတယ်မှာပါတယ်ပေါ့နော်အဲ့တော့ဂျောင်ဂူမတ်ကဘယ်လိုပြောမလဲလက်ရှိအသင်းရဲ့ကွင်းလင်မှာဆိုရင်ဘောလုံးနဲ့အတူရှိကိုဆွဲပြေးနိုင်စွမ်းရှိတဲ့ကစားမတစ်ယောက်ဘောလုံးလွယ်လွယ်မပြတ်တဲ့ကစားမတစ်ယောက်ဆိုတာနဲ့တင်ကိုမဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်တကယ်လည်းပဲဒီကစားမကအဲ့လိုနေရာတွေမှာတော်တော်ကောင်းနေတယ်မှာပါတယ်ပေါ့နော်အဲ့တော့ကက်စမဲရိုရဲ့နေရာကိုကျွန်တော်ကဟိုဖြည့်ပြီးတော့ကစားနိုင်ဖို့အတွက်ဆိုရင်ဒီကစားမကဒါ option ကောင်းဖြစ်ကောင်းဖြစ်လာနေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကတန်ကြီးအရာဆိုလို့ရှိရင်လည်းအရင်ကြီး များတဲ့နေရာမှာမပါဘူးဆိုတော့ဒီလိုကစားမမျိုးကဇန်နဝါရီမှာဖြစ်နိုင်ကြီးအများကြီးရှိတယ်။အဲတခုပဲပေါ့နော်။ဝူဟန်တန်ကလက်ရှိမှာအဆင့်20မှာတပွဲမှမနိုင်သေးဘဲနဲ့သူ့အတင်းကတန်းစင်းရမလို့ဖြစ်နေတယ်ပေါ့ဗျာ။အဲ့လိုချင်းဒီမျိုးမှာကိုဒီနေနဲ့ဂျောက်ကူမက်စ်တို့ကစားမမျိုးကိုခေါ်ဖို့ကြိုးပမ်းတာမျိုးကအထားမရောက်နိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။အဲအန်ဒရီကတော့ကျွန်တော်အဲ့လိုကြည့်တဲ့သဘောကျတဲ့တယ်မှာမပါဘူး။အဲဒီ defensive ပိုင်းဆိုလို့ရှိရင်လည်းဂျောင်ကူမက်စ်ကဘယ်လိုပြောမလဲ energy ကောင်းတာတို့ဘာလို့လဲပေါ့နော်အရင်ကြီး tech case တွေဘာဒီမှာဆိုလို့ရှိရင် defensive ပိုင်းနဲ့ပတ်သက်လို့ရှိရင်တော့အလောက်ကြီးကြီးနာမည်မထွက်ဘူးဒါပေမဲ့ဒီကစားမားက imposition မှာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းနေတယ်မှာပါတယ်ပေါ့ခုနကပြောလိုပဲ tan 100တွေ120တွေကစားမားတယောက်တွေ3ရမယ့်အချိန်မျိုးမှာ tan 3 50နဲ့တင်ကိုပဲဂျောင်ကူမက်ဆိုလို့ကစားမားမျိုးကကျွန်တော်ရနိုင်နေဆိုတော့မစိုးဘူးလို့ကျွန်တော်ထင်နေပေါ့နော်အဲနောက်တစ်ခုကကျွန်တော်ဒီကွန်နာဂယ်လန်ကပေါ့နော်ဒါအက်တလတီကိုမထွေရဲ့ကစားသမားဖြစ်တဲ့ကွန်နာဂယ်လေဟာတခုရှိတာကတော့ ဘလို့ပြောမလဲဒီကျွန်တော်တို့အနေနဲ့ဒီကစားမဖြစ်သူကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမန်ချက်စတာယူနိုက်တက်ကသတင်းထွက်ခဲ့ဘူးတဲ့ဒါအားလုံးလည်းကျွန်တော်သိတဲ့တိုင်းပဲကစားမကအသက်ကတော့25နှစ်နှစ်ပဲရှိသေးတာပေါ့နော်အက်တလက်တီကိုမှပွဲကစားကွင့်နေရနေရပေါ့သူဒါပေမဲ့လေလို့ ပုံမှန်ပွဲထွက်ခွင့်တွေဘာတွေမှာတော့သူကြောင်ပြောက်နေတယ်ဒါပါတော့ဒုတိယပိုင်းမှာပဲအများစုအချိန်ကြီးမှာဝင်လာရတယ်ဆိုတဲ့ပုံစံမျိုးပေါ့အခုလာလီဂါမှာဆိုလို့ရှိရင်သူ16ပွဲတိကစားခွင့်ရတယ်ဒါမဲ့လို့ပုံမှန်ပွဲကစားခွင့်ကိုတော့သူကရမရတဲ့အနေအထားမျိုးဒါအပြင်အက်တလက်တီကိုမထွေတင်ရဲ့ဘက်ကလည်းဒီကစားမနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲအတင်းမှာပေါ့နော်မဖြစ်မနေဆက်ထားခြင်းနေဆိုတဲ့အခြေအနေမျိုးမဟုတ်တော့ဘူးပေါ့ကစားမဖြစ်သူကိုလက်လွတ်ခြင်းတဲ့ပုံစံမျိုးလေးကျွန်တော်ဖြစ်နေတယ်အဲ့တော့ဒါအက်တလက်တီကိုနဲ့လည်း 2029ခုနှစ်ထိတက်တန်းနေပါရှိတယ်ဆိုတော့ဈေးကတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်မသေးနိုင်ဘူးတိုးတော်လည်းပဲခုနကကျွန်တော်ပြောသလို Ilya Anderson တို့ဟုတ်လားနောက်ပြီးလို့ရှိရင် Carlos Baler ပါတို့ဒီလိုကစားမားတွေလောက်ထိရောဈေးကမမြင်ဘူးဗျာဈေးကွက်တန်ကြီးတော်မှာတန်း40လောက်ပဲရှိတဲ့အချိန်မျိုးမှာဆိုရင်ဒါရနိုင်တယ်ပေါ့နော်မထာထာဒါပါတော့ဒီအက်တလက်တီကိုရဲ့ဘက်ကလည်းအငှားနဲ့သာကျူးပန်းလာမယ်ဆိုရင်တော့လွယ်လွယ်ကူကူလက်လွတ်ချင်မှလက်လွတ်မယ်ဒါပေမဲ့တကယ်တကယ်ခေါ်မယ်ဆိုရင်တော့ကျွန်တော်တို့ကမျောလင်းချက်အများကြီးရှိတယ်လို့ပြောရမယ် ဒီနေရာမှာ United ရဲ့ဘက်ကအငှားနဲ့အရင်ခေါ်မယ်အကယ်လို့အချိန်ကြီးကောင်းနေဆိုမှပေါ့နော်အပြစ်သက်ထပ်ပြီးတော့ခေါ်မယ်ဆိုတဲ့သဘောမျိုးဗျာအဲ့တော့ Manchester United ရဲ့ဒီကစားမားတွေကဇန်နဝါရီအပြောင်းအရွှေ့မှာတကယ်ကောင်းတဲ့ option တွေလို့ကျွန်တော်တို့ယူဆလို့ရတယ်အဲ့တော့ Queen League ကစားမားဖြစ်တဲ့ Joao Gomez နော်ဒါအပြင်နောက်ထပ်ဒါ corner ကလေးကဒီကစားမားနှစ်ယောက်စလုံးကိုအတင်းပတ်ကခေါ်ဖို့အတွက်စိတ်ဝင်စားတဲ့နေရာမှာပါတယ် Queen လေဇန်နဝါရီဇန်နဝါရီမှာကငွေကြီးရလဲအလောက်ကြီးတိအများကြီးတုံးချင်မှာတုံးမှာဆိုတော့အသင်းအနေနဲ့ ဒီလို option ငွေကြေးပိုင်းရပါတော့ဒါအဆင်ပြေတဲ့ option တွေကိုလိုက်ပြီးတော့ကြည့်နေတာမျိုးလည်းကျေကိုဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ညီကလို့အနေနဲ့ရော Atletico Madrid က corner ကလေးဟာပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Joao Gomez တို့နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲအတင်းဘက်ကတကယ်ကြိုးပမ်းတင်တယ်လို့ထင်ကြလားခုံမဲခေါ်တော့ကွာငွေသုံးပြီးတော့တကယ်ကောင်းနေစမှာကိုပဲခေါ်ဖို့ဟေးဆိုတဲ့ပုံစံမျိုးဖြစ်တင်တယ်လို့ထင်ကြလားသူနေကြပါအားလုံးကိုချစ်တင်ပါတယ်